ရာဒီစားပေါက်ထဲကနေခုထိဒဏ်ရာရင်နဲ့နဗန်းလုံးနေရတဲ့ကိုပေါမဆက်စီသေးတော့အဓိကကွင်းလင်တက်စစ်ကစားမတူဖြစ်သူကိုပေါမတယောက်ဒါမဲ့ရေးကြီးတဲ့ပွဲစဉ်တွေဖြစ်တဲ့အာဆင်နယ်တင်းနဲ့ဘာစီလိုနာတင်းတို့နဲ့ကစားမဲ့ပွဲစဉ်မတိုင်မီမှာမတော်တဆမှုကြောင့်ဒဏ်ရာထက်မှန်ရရှိခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကလည်းရှိရသည့်ဒဏ်ရာပြဿနာတွေများစွာနဲ့ရုံးကန်နေရတဲ့ချက်စီသေးတော့နောက်ထပ်ဆိတ်ပြက်စီရာသတင်းတစ်ခုဖြစ်ပြီးလီဗျာအဇူမာစကာရဲ့စီမံကိန်းတွေနဲ့ရလဒတ်ကိုစိုးဝါစွာထိခိုက်စေခဲ့ပါတယ်။လက်ရှိရသည့်စားပွဲဒဏ်ရာပြဿနာတွေနဲ့ရုံးကန်နေရတဲ့ကိုပေါမက ပြည်ရဲ့စတင်မလာတော့ကပေါင်ကျင်းလျာကနေပြန်လဲတက်တာလာကအတင်းအတွက်ပြန်လဲကစားပေးနိုင်ဖို့ပြင်ဆင်နေချိန်မှာခုနိုင်ငံကပွဲစဉ်ရဲ့ဈာရပြီးမှထပ်မံအားယူရမယ့်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။အဆိုတော့ကကစားမတရားရရှိခဲ့တဲ့အကြောင်းရင်းကကွင်းတွင်းပွဲကစားရေးမဟုတ်ပဲအိမ်မှာနေရင်းထိုင်ရင်မတော်တဆထိခိုက်မှုကြောင့်ဖြစ်နေခြင်းကချက်စီပရိသတ်တွေကိုပိုပြီးစိတ်ပြအားငယ်စေခဲ့ပါတယ်။ချက်စီနီပြအဇိုမာလစ်ကာကသတင်းစာရှင်းလင်းပွဲမှာခုတင်ရအခြေအနေကိုအတည်ပြုခဲ့ပြီးသူကစိတ်ပြမင်းမှုကိုပုံကွယ်မထားနိုင်ခဲ့ပါဘူး။တကယ်လို့သူကပေါင်ကျင်းတရားကနေပြန်လဲတက်တာလာခဲ့ပေမဲ့ကံမကောင်းစားနဲ့ပဲအိမ်မှာနေရင်းထိုင်ရင်တရားထက်မှပြန်ရခဲ့ပါသေးတယ်။ သူ့ချီမမတီမီကတာပါတော့နီပြမာရစ်ကာကပေါ်ပြခဲ့ပြီးအဲ့ဒီထိကမှုကကံမကောင်းတဲ့ချီမတန်ရာဖြစ်ကြောင်းရှင်းလင်းခဲ့ပါတယ်။နီပြမာရစ်ကာရဲ့ပြောကြချက်ရပါမားရဲ့တန်ရာကအရင်ကြီးမဆိုးွားခဲ့ပေမဲ့ဒါမဲ့ရေးကြီးတဲ့ဘောချင်းချိုးတော့လွဲချော်ဖို့တေးကြနေပါတယ်။ဒီရက်စနေနေ့ဘန်လီတင်းနဲ့ပွဲစဉ်မှာပါမားမပါဝင်နိုင်တဲ့ကတော့တေးကြပါတယ်။ဘာစီလိုနာတင်းနဲ့အာဆင်နယ်တင်းတို့နဲ့ပွဲဒီမှာတော့သူပြန်လည်ပါဝင်နိုင်နိုင်မှုရှိနေပါတယ်။ဒါမဲ့ဒီအပတ်ပွဲမှာတော့သူတင်းအတွက်ပါဝင်နိုင်မှာမဟုတ်ဘူးလို့မာရစ်ကာကအတည်ပြုခဲ့ပါတယ်။စစီတင်းကအာဆင်နယ်တင်းနဲ့ဘာစီလိုနာတင်းတို့နဲ့ကစားရမယ့်ပွဲစဉ်တွေကအတင်းရဲ့ရာသီဝအခြေအနေနဲ့စေတပိုင်းကိုတတ်မှတ်ပေးမယ်ရေးကြီးတဲ့ပွဲစဉ်တွေဖြစ်နေချိန်မှာ ကိုပေါမတို့တိုက်စစ်ပိုင်းဖန်နေတဲ့ဆိုရှိသူတို့ရဲ့ဒဏ်ရာကြောင့်အားယူရခြင်းဟာဆက်စီတင်းရဲ့ရလက်ပိုင်းကိုဆိုးဝါးစွာထိခိုက်စေနိုင်တဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ်။အသက်၂၀နှစ်နီးရွယ်ကိုပေါမကပြီးခဲ့တဲ့ရက်ကဆက်စီတင်းလွယ်စီစုပေါင်းပြိုင်ပွဲစုံ46ပွဲကစားပြီးခဲ့ရမှာသူငို55ကိုနဲ့ဖန်နေမှု17ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီးအတင်းတိုက်စစ်ပိုင်းမှာအားကိုးရဆုံးကစားမတူဖြစ်ခဲ့ပါတယ်။သူရဲ့ဖန်နေတဲ့ဆိုတဲ့ဂိုးတင်းနိုင်မှုစွမ်းရည်တွေကဆက်စီတိုက်စစ်ရဲ့အဓိကမောင်းနှင်ဟာဖြစ်ခဲ့ပေမဲ့အရှိရမတော့ဒဏ်ရာပြဿနာတွေကြောင့်ပရီးမီးယားလိဂ်၃ပွဲစာပါဝင်ကစားထားနိုင်သေးပြီးသူငို29ကသတိယူထားနိုင်သေးတာကိုတွေ့ရပါတယ်။ ကိုပမမပောင်းနေတဲ့အခါမှာနီးပြမာဒစ်ကာအင်းနဲ့တိုက်ဆက်ပိုင်းမှာတိခေါ်ယူထားတဲ့ဂျာအိုဘတ်တို့ဒါမှမဟုတ်လူငယ်တက်စီကြွယ် ST ပောင်းနဲ့အဓိကကွင်းလင်ကစားမကိုင်းစီတိုတို့လိုကစားမတွေကိုပို့ပြီးအားထားရွယ်ရှိပြီးသူတို့ရဲ့ခြေစုံးမောင်းမှာချက်စီအောင်မြင်မှုတွေကမူတည်နေပါတယ်ဒီမှာဒီနေ့တက်စီကြွယ်အမားကိုချစ်ကြတဲ့